ငါးပြုတ်လေးနဲ့ကြော်ထားတဲ့ဂျိုင်းငါးတိကြော်လေးရတော့လေအရန်ကမှစလို့ကောင်းတာပါပဲရှင်ဟယ်လိုအားလုံးပဲမိလာပါရှင်ဒီနေ့ကတော့ဂျိုင်းငါးသီးလေးကိုငါးပြုတ်လေးပေါ့နော်တွင်ပြီးတော့ကြော်ပါမယ်ရှင်အရင်ဆုံးကျွန်တော်တို့ဂျိုင်းငါးသီးကိုလှီးပြီးတော့ပေါ့နော်မိမိစိတ်ချနေတာပုံစံလှီးပြီးတာနဲ့ကျွန်တော်တို့စားနေနေတာပါမယ်ရှင်ဂျိုင်းငါးသီးနဲ့စားရင်းနဲ့တည်တည်ကြာကြာနှတ်ဆက်သွားအောင်ပေါ့နော်ဂျိုင်းငါးသီးလေးတွေဤသွားတဲ့အနေထားလောက်ဒီကိုဖိပြီးတော့နေသွားပေးပါမယ်ရှင် ဒီတိုင်းကားသေးရရေပြန်စေးမှာမလို့ကျွန်မလက်အိတ်နဲ့မနေတော့ပါဘူးเนาะဒီတိုင်းပဲနေလိုက်ပါရရှင်စားနေသေးသေးစားနေရတဲ့ဂျိုင်းကားဒီကိုကျွန်တော်15မိနစ်လောက်နှက်ထားလိုက်ပါမယ်ရှင်15မိနစ်လောက်နှက်ပြပါပြီဆိုလို့ရှင်เนาะရေနဲ့တန်ရှင်းစင်ကြအောင်စေးကြပါမယ်ရှင်ကျမတို့စားရည်နဲ့နေထားတဲ့ခါကြတော့လေရေနဲ့အနည်းဆုံး၃ထပ်လောက်တော့တည်တည်ကြကြလေးတန်ရှင်းစင်ကြအောင်စီချောပေးရပါရရှင်။ရေနဲ့တန်ရှင်းစင်ကြအောင်စီချောပြီးသွားပြီဆိုလို့ရှင်တော့ကျမတို့ရေလေးစစ်ထားလိုက်မယ်ပေါ့နော်။ ်ဂျိုင်းကားတီကိုစားနေနေပြီးတော့နှက်ထားခြင်းရာလဲကျွန်တော်တို့အခါကိုတက်တာစီပါရရှင်ရေစစ်ထားတော့မှငါးပြုတ်ပါမယ်ရှင်ငါးရဲကိုရေထည့်ပြီးတော့ကျွန်တော်တို့ငံပြားလေးထည့်လိုက်ပါမယ်ရှင်ဒီမှာငါးရဲကိုရေလေးထည့်လိုက်တာနည်းနည်းလေးများသွားတယ်ပေါ့နော်တော့ငားတဲ့ကိုရေးထဲတာများတော့အခါကျတော့ငားပြုတ်ရည်လေးကိုလည်းကျမတို့ဒီတိုင်ငားသီးကြော်တဲ့ထဲမှာလည်းထည့်သုံးမယ်ပေါ့နော်အဲ့တော့ငားကိုလုံးဝကျက်သွားတဲ့နေထားလောက်ထိပြုတ်ပြီးပြီဆိုရင်တော့အေးခံပြီးတော့ကျမတို့ငားနှွင်ထားလိုက်ပါမယ်ရှင် ငါလဲတွင်ပြီဆိုရင်တော့ဂျိုင်ငါသိကြော်ဖို့အတွက်စာပြည့်စင်ပါမယ်ရှင်စီထဲပါမယ်စီထဲကိုဆွန်ရွမှုထဲပါမယ်ရှင်ပြီးွားရင်တော့အစင်သစ်လီထားတဲ့ချက်တော်နေလေးကိုထည့်လိုက်ပါမယ်ရှင်အယုံဆုံးချက်တော်နေကိုနွမ်းသွားတဲ့အနေထားလောက်ဒီကို ကျမတို့ကြော်သွားပေးလိုက်မယ်ပေါ့နော်ချက်တော်နေဒီအယောင်ပြောင်းပြီးနွမ်းသွားတဲ့အနေထားလောက်ဒီကြော်သွားပေးလိုက်ပါမယ်ရှင်ချက်တော်နေအယောင်ပြောင်းပြီးတော့နွမ်းသွားတဲ့အနေထားလောက်ရောက်ပြီဆိုလို့ရှိရင်တော့ကျမတို့မြူသီးစိတ်မှုလေးထည့်ပါမယ်ရှင် တော့မြို့သီးစိမ့်မို့ကိုလည်းအနမ်းပြောက်တဲ့ထိပေါ့နော်မြို့သီးစိမ့်မို့အနမ်းပြောက်တဲ့ထိကိုကြော်သွားပေးလိုက်ပါမယ်ရှင်။ဆိုင်ငါးသီးကြော်ဝါလေးပစွန်နဲ့ပဲကြော်ဆာဆာငါးနဲ့ပဲကြော်ဆာဆာအရန်စားလို့ကောင်းတယ်ပေါ့နော်။ဆိုင်ငါးသီးကြော်ဝါတချို့ကကျတော့အရန်ခါလုံးတဲ့ခါကျတော့မကြိုက်ကြပါဘူးရှင်။အဲ့တော့အခါတက်တာစီဖို့တော့ကိုစားနဲ့နေပြီးတော့နှက်ထားလို့ရှိရှင်နော်။ဆိုင်ငါးသီးအခါတက်တာစီပါတယ်ရှင်။ငါးနဲ့ဆိုတော့ပေါ့နော်ပို့ပြီးတော့အခါတက်တာပါတယ်ရှင်။ တော့ငြိုသီးနံလေးပျောက်သွားပြီဆိုတော့ကျမတို့နှွှဲထားတဲ့ငါးလေးဥပါထည့်ပြီးတော့ကြော်သွားပေးလိုက်ပါမယ်ရှင်အော်ငားရေကျမတို့ဟိုဒီအနှစ်တည်းရေပေါ့နော်ရောသမားမှွေသွားအောင်တည်တည်ချာချာလေးမှွေပြီးတော့ကြော်သွားပေးလိုက်ပါမယ်ရှင်ငားနဲ့ငိုသီးတွေနဲ့ရောသမားမှွေသွားပြီးနှံ့ဆက်သွားတဲ့အနေထားလောက်ရောက်ပြီဆိုတော့မှကျမတို့ရေခုနာကရေစစ်ထားတယ်ပေါ့နော်ဂျိုင်ငားသီးကြော်လေးကိုဂျိုင်ငားသီးလေးကိုထည့်လိုက်မယ်ပေါ့နော် ဒီငားနဲ့ကြော်ထားတဲ့ကြိုင်ငားဒီလေးရလေလေထမင်းဖြူလေးနဲ့စာရင်အရန်ကိုမစားလို့မိတာပါပဲရှင်စားလို့ရန်ကောင်းတယ်ပေါ့နော်အဲ့တော့ကျမတို့ဒီကြိုင်ငားဒီနဲ့ငားနဲ့ဥရောသမားသွားအောင်ဝေပြီးတော့ကျမတို့ငားပြုတ်ရည်လေးထည့်လိုက်ပါမယ်ပြီးတော့ချိုမုတ်ထည့်လိုက်မယ်ပေါ့နော်ပြီးရင်ဖုံးလေးအုပ်ပြီးတော့ချက်သွားလိုက်ပါမယ်ရှင်အဲ့ဖုံးလေးအုပ်ပြီးချက်သွားလိုက်ပြီးတော့ဖုံးလေးဖွင့်ပြီးတော့တစ်ခါထပ်မှွေလိုက်နေပေါ့နော်ဒီလိုလိုပဲချက်သွားရပါရဲ့ရှင်။အဲကြိုင်ငါးသီးလေးနူးဤသွားတဲ့အနေထားလောက်ထိချက်သွားလိုက်ပါပေါ့နော်။ အုံလေးအုပ်ပြီးချက်လိုက်ပြီးတော့ပြန်ပြီးတော့ဖွင့်လိုက်၊မွေးလိုက်နေပေါ့နော်ဒီလိုလေးချက်သွားလိုက်ပါမယ်ရှင်။ကျမတို့ရေခန်းဝါတဲ့အနေထားလောက်ထိချက်လိုက်မယ်ပေါ့နော်။အဲ့တော့အရေနဲ့စားကျင်တဲ့သူကတော့အရေနဲ့ချက်လို့ရပါတယ်။ကျမတို့ကတော့အရေခန်းတာလေးစားကျင်တာကမို့လို့အနေငယ်၆တဲ့အနေထားလောက်ထိချက်သွားပြီးလိုက်မယ်ပေါ့နော်။ အော်ဒီငါးပြုတ်ရည်လေးတွေခံသွားပြီးတော့ဒီကျမတို့ကျင်းငါးသီးလေးတွေနူးဤသွားတဲ့နေထားလောက်ဒီကိုစေမြင့်နေပြီနဲ့ချက်သွားလိုက်ပါမယ်ရှင်အခုဆိုလို့ရှိရင်ရည်လေးအနေငယ်ပဲကျွန်တော်ရေပေါ့နော်ကျင်းငါးသီးလေးကလည်းလုံးဝကိုနူးဤနေပေါ့နော်ရည်လေးကလည်းအနေငယ်ပဲကျမတို့ရေရှင်အဲကျမတို့ရည်အနေငယ်၆တဲ့အနေထားလောက်ဒီကိုထပ်ချက်သွားလိုက်မယ်ပေါ့နော် ကျမရဲ့ဗီဒီယိုလေးတွေကိုစုံနေကြည့်ရှုပေးကြတဲ့တူတယောက်စီစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ကျမရဲ့ဗီဒီယိုလေးတွေကအလုံးတွအဆင်ပြေမယ်လို့ပြောလင်ပါတယ်ရှင်။ကျမရဲ့နောက်ထပ်ဗီဒီယိုအသစ်လေးတွေကိုလည်းအားပေးကြပါအောင်လို့တောင်းဆိုပါရစေနော်။နောက်ထပ် Flory မှာပြန်တွေ့ပါမယ်ရှင်။အားလုံးပဲ Bye bye ။